ထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံနဲ့ဆက်ဆက်ဖြစ်ပေါ်နေတဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအတွက်အာဆီယံနဲ့အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUG ကကြေညာခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။မြန်မာနိုင်ငံနဲ့ဆက်ဆက်ဖြစ်ပေါ်နေတဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအတွက်အာဆီယံနဲ့အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ကြေညာပြုကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကမေလ28ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ဆက်ဆက်ဖြစ်ပေါ်နေသောနိုင်ငံဖြဲ့ကျော်ရာဇဝတ်မှုများအထူးသဖြင့်မူရည်စေဝါကုံကူမှုလူကုံကူမှုနဲ့အွန်လိုင်းလှည့်ဖျားမှုများတိုးပွားလာခြင်းကိုဖြေရှင်းဖို့အာဆီယံဖွဲ့ဝင်နိုင်ငံများအကြားနဲ့ပြင်ပမိတ်ဖက်များမြန်မာအင်ဒီဂျင်းနိုင်ငံများကုလသမဂ္ဂတို့နဲ့ပူးပေါင်းဆောင်ရွက်မှုများကိုတိုးတက်ကောင်းမွန်အောင်အာဆီယံကဆောင်ရွက်ရာမှာအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်းအာဆီယံနဲ့အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ကတိပြုကြောင်းဖော်ပြထားပါတယ်။ မြန်မာများကိုယ်တိုင်ဦးဆောင်တဲ့ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းသောနိုင်ငံရေးဖြည့်ရှင်မှုရရှိရေးကြိုးပမ်းဆောင်ရွက်ရမှာရွေဦးထွက်လန်ရဲ့အနိမ့်မဤမှန်းချက်ပန်းတိုင်ဖြစ်တဲ့ဆရာနာရှင်စနစ်အပီးတိုင်ခြုံငင်းရေးစစ်မှန်သော Federal Democracy ပြည်အောင်စုသည့်ပေါ်ထွန်းရေးအသွင်ကူပြောင်းရေးဆိုင်ရာတရားမျှတမှုဖော်ဆောင်နိုင်ရေးတို့အတွက်အပြည့်အဝသဘောတူတာဝန်ယူတာဝန်ခံနိုင်တဲ့မိသည့်အဖွဲ့အစည်းနဲ့မဆိုယုံကြည်မှုတည်ဆောက်ဖို့အသင့်ရှိတယ်လို့လည်းဖော်ပြထားပါတယ်။ အာဆီယံအနေနဲ့မြန်မာနိုင်ငံရေးရာအခြေအနေများနဲ့ဆက်လင်းတဲ့ကူညီဖြည့်ရှင်းမှုတည်ထက်သဘောထားကြေညာချက်ထုတ်ပြန်ခြင်းကအာဆီယံခေါင်းဆောင်များရဲ့အာဆီယံမိသားစုဝင်ဖြစ်တဲ့မြန်မာနိုင်ငံအပေါ်အလေးနက်ထားခြင်းကိုဖော်ပြရာရောက်တဲ့အတွက်ဝမ်းမြောက်စွာကြိုဆိုတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်အရသာပြည်သူများနဲ့အများပြည်သူဆိုင်ရာအဆောက်အအုံများအပေါ်အကြမ်းဖက်မှုများကိုချက်ချင်းရပ်တန့်ရန်မစင်မကျင်လှုပ်ဆောင်လျက်ရှိသောတွုံးမြင့်လာတဲ့အကျန်းဖတ်မှုများကိုချက်ချင်းရပ်တန့်ရန် အစွမ်းကုန်ထိမ့်ထိမ့်သိမ့်သိမ့်ဆောင်ရွက်ကြရတဲ့အယက်သားဖြစ်သူအားလုံးရဲ့ဘေးကင်းမှုနဲ့လုံခြုံမှုကိုတေချာစေရေးတိကျတေချာသောအရေးယူဆောင်ရွက်မှုများပြုလုပ်ရန်အာဆီယံရဲ့တိုက်တွန်းချက်ကိုကြိုဆိုရလို့လည်းဖော်ပြထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့နိုင်ငံတွေကတဆင့်နယ်စပ်ဖြတ်ကျော်လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးနိုင်မှုအာဆီယံအနေနဲ့ဆောင်ရွက်ပေးရေးအတွက်လည်းအထူးတိုက်တွန်းထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အာဆီယံဘုံသဘောတူညီချက်ကိုမလိုက်နာပဲအယက်သားတွေကိုတိုက်ခိုက်မှုလုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီကိုအာဆီယံအနေနဲ့အရေးယူဖို့အထုလို့အပ်နေပြီလို့သမ္မတရုံးပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။အာဆီယံဘုံသဘောတူညီချက်ကိုမလိုက်နာပဲအယက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေထောက်လျှောက်လုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီကိုအာဆီယံအနေနဲ့အရေးယူဖို့အထုလို့အပ်နေပြီလို့သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်စောက မေလ28ရက်ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်း press briefing မှာအားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်တော်ပါတယ်။ကျွန်တော်ကတော့အမျိုးသားညီညွတ်ရေးအစိုးရသမရယုံပြောရေးစွဲရှိသူဒေါ်စောဖြစ်ပါတယ်။ပထမဆုံးအနေနဲ့46ကျင်းမြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုကြိုဆိုပါကြောင်းပြောကြားလိုပါတယ်။တစ်ချိန်တည်းမှာ2021ခုနှစ်ကတည်းက အာဆီယံကထုတ်ပြန်ထားတဲ့အချက်၅ချက်မှာပထမအဆုံးအချက်ဖြစ်တဲ့ cessation of violence ကို မလိုက်နာပဲမြန်မာနိုင်ငံအတွင်းမှာအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေတောက်လျှောက်လုပ်နေတဲ့စစ်ကောင်စီကလိုက်နာဖို့အာဆီယံအနေနဲ့အရေးယူကြိုးပမ်းဆောင်ရွက်မှုပေးဖို့အထူးလိုအပ်လာနေပြီဖြစ်ကြောင်းကိုပြောကြားလိုပါတယ်။အာဆီယံပါဝင်အိန္ဒိယနိုင်ငံများနဲ့နိုင်ငံတကာတိုင်းဝိုင်းဟာစစ်ကောင်စီရဲ့အတုအယောင်ဟန်ဆောင် လူသားချင်းစာနာမှု အပြစ်ခတ်ရက်စရေးပေါ်မှာဆက်လက်ပြီးယုံကြည်မှုပေးနေဖို့မဖြစ်နိုင်တော့ပါဘူးမေလ၁၂ရက်နေ့ကစကိုင်းတိုင်းအိုရင်တင်ကျွော်စာတင်ကျောင်းကို Jet Fighter နဲ့ဘုံကျက်တိုက်ခိုက်လို့ကျောင်းသားလူမမယ်များနဲ့ဆီယာမများအပါဝင်အ ਨੇ စုံ24ဦးတည်ကြဲရပြီးတရားကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာဟာစစ်ကောင်စီရဲ့ရက်သားပြစ်မှတ်တွေတိုက်ခိုက်မှုတွေထဲက ခိုင်မာတဲ့တက်တေတာတကထုပဲဖြစ်ပါတယ်။အရက်သားတွေစာတင်ကြောင်းဆေးရုံဆေးကန်းနေမချမ်းဘုံကျက်တိုက်ခတ်မှုတွေနဲ့စစ်ကောင်စီထံလေရင်စီရောင်းဝယ်နေတာတွေကိုပြင်းထန်စွာစန့်ကျင်ပြီးအဲဒီလိုမလုံနိုင်အောင်လက်တွေ့ကျပြီးထိရောက်တဲ့ဖိအားပေးအရေးယူမှုတွေဆောင်ရွက်တင်ပါတယ်။အာဆီယံအနေနဲ့လူသားချင်းစာနာမှု အကူအညီပေးရတဲ့ပတ်သက်ပြီးအထူးတလည်းအားထုတ် ိုးပန်းဆောင်ရွက်နေတာတွေကိုကျွန်တော်တို့အတိအမှတ်ပြုကြိုဆိုပါတယ်။သို့တော်လည်းစစ်ကောင်စီနဲ့သာပူးပေါင်းဆောင်ရွက်နေတာဆိုရင် ထိရောက်တဲ့ကူညီမှုမျိုးမဖြစ်လာပဲတပ်တွေတာတကအမြောက်အများက ပြတ်သားနေပါတယ်။ဒါကြောင့်စစ်ကောင်စီတခုတည်းနဲ့ဆက်သွယ်ဆောင်ရွက်တာမျိုးမဟုတ်ပဲအမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့တိုင်းပင်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်သင့်ပါတယ်။ 2021ခုနှစ်ထဲကအာဆီယံကထုတ်ပြန်ထားတဲ့အချက်၅ချက်မှာပထမအချက်ဖြစ်တဲ့ Succession of Violence ကိုမလိုက်နာပဲမြန်မာနိုင်ငံအတွင်းအရသားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေထောက်လျှောက်လုပ်နေတဲ့စစ်ကောင်စီကလိုက်နာဖို့အာဆီယံအနေနဲ့အရေးယူကြိုးပမ်းဆောင်ရွက်ပေးဖို့အထူးလိုအပ်လာနေပြီဖြစ်ကြောင်းပြောကြားလိုပါတယ်။အာဆီယံပါဝင်အနေချင်းနိုင်ငံများနဲ့နိုင်ငံတကာအတိုင်းဝန်းဟာစစ်ကောင်စီရဲ့အတူအယောင်ဟန်ဆောင်လူသားချင်းစာနာမှုအပြစ်ခတ်ရစဲရေးအပေါ်မှာ ဆက်လက်ပြီးယုံကြည်မှုပေးနေဖို့မဖြစ်နိုင်တော့ပါဘူးလို့ဦးကျော်စောကပြောပါတယ်။ပြီးခဲ့တဲ့မေလ12ရက်ကသခိုင်းတိုင်းအိုတိန်တွင်းရစာတင်ချောင်းကို Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်လို့ចောင်းသားနဲ့ဆရာမ24ဦးထပ်မင်းနဲ့တည်ဆုံးခဲ့ရပြီးတရားစော်ထိခိုက်ဒဏ်ရာရှိခဲ့တဲ့ဖြစ်စဉ်ကအကြမ်းဖက်ဆက်ကောင်စီရဲ့အယက်သားပြစ်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေထဲကမကြခင်ကရရှိထားတဲ့ခိုင်မာတဲ့သက်တည်ဖြစ်တယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။အယက်သားတွေစာတင်ချောင်းဆေးရုံဆေးခန်းမကျန် ဘုံကျဲတိုက်ခိုက်မှုတွေနဲ့စကစထံလေရင်စီရောင်းဝယ်နေရတွေကိုပြင်းထန်စွာစန့်ကျင်ပြီးဒီလိုမလုံးနိုင်အောင်လက်တွေ့ချပြီးထိရောက်တဲ့ဖိအားပေးအေးအေးယူမှုတွေဆောင်ရွက်တင်ပါတယ်လို့ဦးကျော်စောကပြောပါတယ်ဒါအပြင်အာဆီယံရဲ့လူသားချင်းစာနာမှုအကူအညီပေးရတဲ့ပတ်သက်ပြီးအထူးတလည်အာထုပ်ဂျိုဘန်ဆောင်ရွက်နေတာတွေကို အသိမဲ့ပြုတယ်ဆိုတာနဲ့အကြံဖတ်စက်ကောင်စီနဲ့တာပူးပေါင်းဆောင်ရွက်နေမယ်ဆိုရင်ထိရောက်တဲ့အကူအညီမျိုးရောက်လာမှာမဟုတ်ဘူးဆိုတာ တတ်တည်တာကအမြောက်အများကပြသနေရလို့ပြောပါတယ်။အဲဒါကြောင့်အာဆီယံအနေနဲ့အကြဖက်စစ်ကောင်စီတစ်ခုတည်းနဲ့ပဲဆက်သွယ်ဆောင်ရွက်တာမျိုးမဟုတ်ပဲအမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်တိုင်းသားတော်လှန်ရေးအင်အားစုများနဲ့တိုင်းပင်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းတွေလှုပ်ဆောင်တဲ့နယ်လို့ထောက်ပြပြောကြားထားပါတယ်။ ငလင်ဘေးတင်တဲ့ဒေတာတွေကို AHA စင်တာအကူအညီပေးတဲ့ကိစ္စတွေမှာအမျိုးသားညီညွတ်ရေးအစိုးရစုံမထိန်ချုပ်တဲ့ဒေတာတွေကပြည်သူတွေထိရောက်တဲ့အကူအညီကိုမရရှိသေးပါဘူးလို့ဦးကျော်စောကပြောပါရစေ။ပုံရက်တီချက်သဘောထားများပေါ်ပေါက်နိုင်ရေးတော်လိုင်းအင်အားစုများအချင်းချင်းတွဲဆုံဆွေးနွေးနိုင်မဲ့အခင်းအကျင်းများဖြစ်ပေါ်လာရေးကိုအာဆီယံအနေနဲ့ဥစွာကူညီပေးတင်တယ်လို့လည်းဆိုပါရစေ။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ မြေပြင်မှာဖွင့်လှစ်တင် जा ပေးနေတဲ့ဂျာကာလာပညာရေးကျောင်းတွေအားလုံးခိတ္တယာယီရန်နာထားဖို့ NUG ပညာရေးဝန်ကြီးဌာနကညွှန်ကြားချက်ထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနရဲ့အတိအမှတ်ပြုမှုထိဆက်ပူပေါင်းမှုတို့နဲ့မြေပြင်မှာဖွင့်လှစ်ပညာသင်ကြားနေတဲ့ဂျာကာလာပညာရေးကျောင်းတွေအားလုံးခိတ္တယာယီရန်နာထားဖို့အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာန ပြောင်စုဝင်ကြီးဒေါက်တာစောဝေစိုးကမေလ26ရက်မှာညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။မတရားအာဏာသိမ်းစစ်တပ်ကစာတင်ကြောင်းများဆေးရုံများစတဲ့လူစုလူဝေးရှိရာနေရာများကိုလေကြောင်းမှနီလန်းမျိုးစုံဖြင့်ပုံကျဲခြင်းစစ်တပ်နတ်များဖြင့်ရွေကျဲရှိရှိပြစ်ခတ်တိုက်ခိုက်တာတာဝေးဖြင့်လက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်တာလူသားများအပေါ်ဆေးရဆွေးမှုကိုနေ့စဉ်စိုးရစွာကျူးလွန်လျက်ရှိနေရလို့အသိပေးထားပါတယ်။အဲ့ဒီအတွက်ကြောင့်နိုင်ငံသားကောင်းကလေးငယ်များ ဆရာဆရာမများနဲ့ပြည်သူများအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက်ပညာရေးဝန်ကြီးဌာနရဲ့အသိမှတ်ပြုမှုချိန်ဆက်ပူးပေါင်းမှုတို့ဖြင့်မြေပြင်မှာဖွင့်လှစ်ပညာသင်ကြားနေတဲ့အခြေခံပညာပြည်သူအခြေပြုပညာရေးကျောင်းများအစ်စ်မြင့်ပညာကျောင်းများနဲ့တံမွေးပညာကျောင်းများအလုံးဘေးအန္တရာယ်ဂင်းရှင်ရေးအစီအမံများဆောင်ရွက်နေစဉ်အတွင်းခေတ္တအရာရည်ရနာထရန်ညွှန်ကြားလိုက်တယ်လို့ဖော်ပြထားပါတယ်။ညွှန်ကြားချက်ကိုသက်ဆိုင်ရာအဆင့်ရှိသောတာဝန်ရှိ ဖွဲ့အစည်းများမှကြီးကြပ်ကူညီပူးပေါင်းပါဝင်ဖော်ဆောင်ပေးကြရန်နဲ့တင် जा တင်ယူမှုစဉ်ဆက်မပြတ်စေရအတွက်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမှထောက်ပြန်ထားသောမူဝါဒများလမ်းညွှန်ချက်များအတိုင်းဆောင်ရွက်ပေးရန်ဖြစ်တယ်လို့လည်းအတိပေးထားပါတယ်။ဒါအပြင်နောက်ထပ်ညွှန်ကြားချက်မထောက်ပြန်ခင်အထိအတိဖြစ်ရမယ်ဆိုပြီးတော့လည်းထောက်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးဆိုင်ရာအကြက်အဲကြီးကိုကုလသမဂ္ဂကတတိပေးခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံမှာအကြမ်းဖက်ဆက်ကောင်စီကကျူးလွန်နေတဲ့အကြမ်းဖက်မှုတွေနဲ့ဆက်ရနာသိမ်းပြီးနောက်ဆူဆူရွရွစီးပွားရေးကျဆင်းမှုတွေကြောင့်လူ့အခွင့်အရေးနဲ့လူသားချင်းစာနာထောက်ထားမှုအခြေအနေတွေဆိုးရွားနေရလို့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့အစိုးရခန်းစာမှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ကပြည်သူတွေကိုနေ့စဉ်အကြမ်းဖက်ပစ်ခတ်တာလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေပိုပြီးလှုပ်ဆောင်နေရလို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။အာနာသိမ်းပြီးကလေးကမြန်မာစီးပွားရေးဟာခန့်မှန်းခြေဒေါ်လာ63ဒသမ6ဘီလီယံဆုံးရှုံးခဲ့ပြီးပြည်ရင်းအသက်တင်ထုတ်ကုန် GDP ဟာ2028ခုနှစ်မှာတော့အာနာမသိမ်းခင်အခြေအနေကိုပြန်ရောက်ဖို့တောင်မျှော်လင့်ထားလို့မရဘူးလို့ဆိုပါတယ်။ငွေကြေးဖောင်းပွားမှုမြင့်တက်လာပြီး ကျန်ွေတန်ဖိုးရဲ့40ရာခိုင်နှုန်းရွက်ချသွားပြီးလူဦးရေထောက်ဝက်ကျော်ဟာယခုအခါစည်ရင်နွမ်းပါမှုမြင်းအောင်မှာနေထိုင်နေရပြီးစားနဲ့ရိတ်ခါမလုံခြုံခြင်းနဲ့ကုန်စင်းနှုန်းမြင့်တက်လာခြင်းတွေကိုရင်ဆိုင်နေရတယ်လို့ဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ AFTA ရဲ့ရှေ့လုပ်ငန်းစဉ်တွေကိုအမြန်ဆုံးအကောင့်ထဲပို့သွားမယ်လို့ NUCC ကထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ AFDA ရဲ့ရှေ့လုပ်ငန်းစဉ်တွေကိုအမြန်ဆုံးအကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC ရဲ့သတင်းပြန်ကြားရေးနဲ့လူမှုဆက်ဆံရေးအလို့အဖွဲ့ကမေလ24ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအလို့အဖွဲ့ TCWG နဲ့အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ AFDA ရေးဆွဲရေးဆိုင်ရာသတင်းထုတ်ပြန်မှာအခုလိုဖော်ပြထားတာပါ2025ခုနှစ်မေလပြစ်စမအချိန်မြောက် hybrid အစည်းအဝေးကိုကျင်းပနိုင်ခဲ့ပြီးပြည်အောင်စုအာဏာပြည်နယ်အာဏာနဲ့ထပ်တူပြုအာဏာဆိုင်ရာအခြေခံမူများကိုဆက်လက်ဆွေးနွေးခဲ့ပြီး Federal Democracy ပြည်အောင်စုရဲ့အခြေခံမူဝါဒများ ညော်ရီချက်နဲ့စံတန်မိုးများကိုဆွေးနွေးသဘောတူညီချက်များချမှတ်နိုင်ခဲ့တယ်ဆိုတာနဲ့ AFDA ရဲ့ရှေ့လုပ်ငန်းစဉ်များကိုလည်းအမြန်ဆုံးအကောင့်ထည့်ဖို့ဆောင်ရွက်သွားမှာဖြစ်ကြောင်းတညီတညွတ်ထဲဆုံးဖြတ်ခဲ့ကြတယ်လို့ဖော်ပြထားတာပါအသွင်ကူပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအလို့အဖွဲ့အစည်းအဝေးကို2024ခုနှစ်စက်တင်ဘာလမှာ မြေပြင်နဲ့ online hybrid အစည်းအဝေးများအဖြစ်ကျင်းပခဲ့ပြီးအဆိုပါအစည်းအဝေးမှာအသွင်ကူးပြောင်းရေးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစည်းအမံကိုဆက်လက်ရေးဆွဲရန်အတည်ပြုနိုင်ခဲ့ပြီးမြေပြင်နဲ့ online hybrid အစည်းအဝေးများဆက်လက်ကျင်းပပြီးရေးဆွဲသွားနိုင်ရန်သဘောတူညီချက်များရရှိခဲ့လို့ဆိုပါရစေ။ အဆိုပါသဘောတူညီချက်များနဲ့အညီအသွင်ကူးပြောင်းရေးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံရေးဆွဲနိုင်ရေး hybrid အစည်းအဝေးကို2024ခုနှစ်နိုဝင်ဘာမှာထပ်မံကျင်းပခဲ့ပြီးအစိုးအဖွဲ့အသီးသီးမှထိပ်ပိုင်းကောင်းဆောင်များတက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီအစည်းအဝေးမှာအသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံများမှာပါဝင်ရမယ့်အခြေခံအချက်များဖြစ်တဲ့မာတီကဖရယ်ညီလာခံဖွဲ့စည်းကျင်းပပုံ၊ ဖက်ရယ်လွှတ်တော်ဖွဲ့စည်းမှုနဲ့အုပ်ချုပ်မှုဆိုင်ရာ authority ကိစ္စများကိုဆွေးနွေးခဲ့ကြပြီးမာတိကာဆိုင်ရာသဘောတူညီချက်များရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။2025ခုနှစ်ဇန်နဝါရီမှာတတိယကြိမ်မြောက် hybrid အစည်းအဝေးကိုဆက်လက်ကျင်းပခဲ့ပြီးအသွင်ကူပြောင်းရေးကာလမှာဆွဲကင်ကျင့်သုံးမဲ့ဥပဒေများအသွင်ကူပြောင်းရေးကာလပြည်အောင်စုဖွဲ့စည်းမှုပုံသဏ္ဍာန်ဆိုင်ရာအခြေခံမူများကိုဆွေးနွေးခဲ့ကြပြီးသဘောတူညီချက်များရရှိခဲ့ပါတယ်။ 2025ခုနှစ်မတ်လမှာစတုဒ္ထအကြိမ်မြောက် hybrid အစည်းအဝေးကိုကျင်းပနိုင်ခဲ့ပြီးပြည်내သားနဲ့နိုင်ငံသားဆိုင်ရာအခြေခံမှုများပြည်အောင်စုအာဏာပြည်내အာဏာနဲ့ထပ်တူပြုအာဏာဆိုင်ရာအခြေခံမှုဝါဒများကိုဆွေးနွေးခဲ့ကြရလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ဆလာတင်ဆက်ပေးခြင်းတဲ့တင်ကတော့နိုင်ငံတော်အတိုင်းအမြံပို့ကိုဒေါအောင်ဆန်းစုကြည်ကိုပေးတဲ့ပြည်သူ့ကုံရီစုချီးမြှင့်ပွဲအခမ်းအနားကိုနိုင်ငံသားရေးဝန်ကြီးတက်ရောက်ခဲ့တဲ့တင်ပဲဖြစ်ပါတယ်ရှင်။ င်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကိုပေးတဲ့16ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲအခမ်းအနားကိုအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါ်စင်မအောင်တက်ရောက်ခဲ့ပါတယ်။ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားကိုအမေရိကန်ပြည်အောင်စုတက္ကသိုလ်ပြည်နယ်ဟူစတန်မြို့မှာမေလ24ရက်ကကျင်းပခဲ့ပြီးနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာမြန်မ်းနိုင်ငံကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းလူ့ခွင့်ရေးဆိုင်ရာဒုဝန်ကြီးဦးအောင်ကျော်မိုးတို့တက်ရောက်ခဲ့ကြပါတယ်။ Distinguished members of the Citizens of Burma Award Organization, esteemed guests, and ladies and gentlemen, it is with profound honor and a heart full of gratitude that I stand before you today at this 16th annual recognition ceremony. I am deeply humbled to accept the 2025 Citizen of Burma Award on behalf of my mother, Dor Aung San Suu Kyi. Since its inception in 2010, the Citizen of Burma Award organization has steadfastly upheld its tradition of recognizing individuals who have made truly extraordinary contributions to Burma. To see my mother, the unjustly imprisoned democratically elected leader of Burma, selected as this year's honoree by your regional chapters, is a testament to the profound impact she has had and continues to have on the lives of so many. ပြည်သူ့ကွန်ရေးဆူအားနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ကိုစားတားငယ်ကိုထိန်လင်းကော်ကင်အဲရစ်ကလက်ခံရယူခဲ့တာပါ2025ခုနှစ်16ကြိမ်မြောက် ဂုံယူသူအဖြစ်ပြည်သူ့ဂုံရီအတင်းကမတရားအကျဉ်းချခံနေရတဲ့ပြည်သူ့ခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုပြည်သူ့ဂုံရီစုချင်းမြန်ရွေးချယ်ခဲ့တယ်လို့ပြောပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့ဘဝတစ်လျှောက်လုံးမြန်မာနိုင်ငံနဲ့ပြည်သူများအပေါ်ထားရှိတဲ့နှင်နာခံမှုမြေတားတရားနိုင်ငံရေးဥဆောင်မှုများအပေါ်ကျေးဇူးတင်ရှိကြောင်းနဲ့အကြံဖတ်ဆက်အာနာရှင်ကိုဒူးမထောက်ပဲကြံ့ကြံ့ခံတွန်းလှန်နေတဲ့စိတ်ခွန်အားကိုဥညွတ်ဂုံပြုတ်ရတာဖြစ်ကြောင်းလဲပြည်သူ့ဂုံရီအသင်းကထုတ်ပြန်ထားပါတယ် ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့အကျံဖက်ဆေးအုပ်စုက၎င်းတို့ကျူးလွန်ထားတဲ့ရာဇဝဲမှုတွေမှာတပ်တွေထွက်ဆိုသူတွေကိုနှုတ်ပိတ်ဖို့အတွက် သတင်းထောက်တွေကိုအကျဉ်းချတာတွေတပ်ဖြတ်တာတွေလှုံ့ဆော်နေရလို့တာမတ်ကြီးဦးကျော်မိုးထွန်းကကုလအစည်းအဝေးမှာပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အကျံဖက်ဆေးအုပ်စုက၎င်းတို့ကျူးလွန်ထားတဲ့ရာဇဝဲမှုတွေမှာတပ်တွေထွက်ဆိုသူတွေကိုနှုတ်ပိတ်ဖို့အတွက်သတင်းထောက်တွေကိုအကျဉ်းချတာတွေ တပ်ဖြတ်တာတွေလှုပ်ဆောင်နေရလို့ကုလသမဂ္ဂဆိုင်ရာမြန်မာမြေရန်ကိုယ်စားလှယ်ဦးကျော်မိုးထွန်းကမေလ23ရက်ညယောင်မျိုးကုလသမဂ္ဂလုံခြုံရေးကောင်စီမှာပြိပခအတွင်းအရသာပြည်သူများအားအကာအကွယ်ပေးရင်းနဲ့ပတ်သက်တဲ့တကားဖွင့်အစည်းအဝေးမှာပြောကြားခဲ့ပါတယ်ဆဲအဆုအနေနဲ့၎င်းတို့ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုတပ်သေးထွက်ဆိုသူများကိုနှုတ်ပိတ်ဖို့သတင်းထောက်တွေကိုအကျဉ်းချခြင်းသို့မဟုတ်တပ်ဖြတ်ခြင်းတို့ကိုလှုံ့ဆော်နေခြင်းဖြစ်ကြောင်း ချင်းချောက်မှုများအကြားကြံ့ကြံ့ခံရရှိသောဒေသခံလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်နေတဲ့စေတနာ့ဝန်ထမ်းများနဲ့လွတ်လပ်တဲ့သတင်းထောက်များကိုဂုံပြုဥညွတ်မှာကြောင်းတာမတ်ကြီးကပြောကြားခဲ့ပါတယ်။ဒါအပြင်သတင်းထောက်များအနေနဲ့ချင်းချောက်ခံရတာအချင်းချခံရတာနဲ့တေစေနိုင်တဲ့အထိအကျန်းဖတ်ခံရတာတွေကိုရင်ဆိုင်နေရကြောင်း2024ခုနှစ်မှာမြန်မာနိုင်ငံရဲ့သတင်းကဏ္ဍအတွက်ပြည့်စည်ဆုံးရှုံးမှုအကြီးမားဆုံးနှစ်တစ်နေဖြစ်တယ်ဆိုတာနဲ့ အဲ့ဒီနှစ်အတွင်းသတင်းထောက်၄ဦးအ ਨੇ ဆုံးတက်ဖြတ်ခံခဲ့ရတယ်လို့တမ်မကြီးကထည့်သွင်းပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံပြည်ထနာကိုအလုံးစုံဖြည့်ရှင်းနိုင်မှုပြည်ထနာရဲ့အစင်းမြအားဖြည့်ရှင်းရမှာဖြစ်တယ်ဆိုတာနဲ့အဲ့ဒီပြည်ထနာရဲ့အစင်းမြကဆရာနာရှင်စနစ်အမြင့်ပြည့်ရေးနဲ့မတရားအာဏာသိမ်းမှုခြုံငင်းရေးဖြစ်တယ်လို့ထည့်သွင်းဆွေးနွေးခဲ့ပါတယ်အယက်သားပြည်သူများလူသားဆန္ဒမှုအကူအညီပေးသူများနဲ့ဗတင်းတောင်များရဲ့ရွေးစံတက်တီနဲ့ဆုံးလွန်အနစ်နာခံမှုတို့အပေါ်နှစ်လိုအားကြမှု ပေးုံမှာတာမကပဲ ထိရောက်ခိုင်မာတဲ့လုံဆောင်ချက်များပြုလုပ်ပေးဖို့လိုကြောင်းအကြံဖတ်စစ်အုပ်စုရဲ့အကြံဖတ်မှုကိုခြုံငိမ့်စေဖို့အရသာပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့အကြံဖတ်စစ်တပ်ကိုချက်ချင်းအေးအေးယူဆောင်ရွက်တာတွေလှုပ်ဆောင်ပေးဖို့အတွက်လည်းတန်မတ်ကြီးကထည့်သွင်းပြောကြားခဲ့ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ကတော့သခိုင်းငှက်လျင်ကြီးလှုပ်ခတ်ပြီးနောက်အကြံဖတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သူ436ဦးတေဆုံးခဲ့တဲ့တဲ့ပဲဖြစ်ပါတယ်ရှင်။ စကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်အကြံဖတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်အထိပြုလုပ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာပြည်သူ436ဦးအထိသေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကမေလ30ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အကြံဖတ်စစ်တပ်ကမလ28ရက်ကနေမေလ23ရက်အတွင်းရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွှဲပြီး ြံပြည်နယ်နဲ့တိုင်းတွင်အကုန်လုံးကိုလေချောင်းကနေတိုက်ခိုက်မှုပေါင်း905ကြိမ်အထိပြုလုပ်ခဲ့ရာပြည်သူ436ဦးသေဆုံးပြီး821ဦးဒဏ်ရာရှိခဲ့လို့ဖော်ပြထားပါတယ်။သေဆုံးရသူပြည်သူ436ဦးထဲမှာအသက်18နှစ်အရကလေးငယ်62ဦးပါဝင်ပြီးအသက်18နှစ်အထက်134ဦးဖြစ်ကာကျန်242ဦးကအသက်အရွယ်မသိရှိရဘူးလို့ဆိုပါတယ်။ဒါအပြင်ဒဏ်ရာရသူ821ဦးထဲမှာအသက်18နှစ်အရ 164ဦးပါဝင်ပြီးတော့အသက်16နှစ်ထက်164ဦးဖြစ်ကကျန်493ဦးကအသက်အရွယ်မသိရှိရဘူးလို့ဖော်ပြထားပါတယ်။အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကသခိုင်းတိုင်းမှာလေကြောင်းတိုက်ခိုက်မှု118ကြိမ်တွင်139ဦးသေပြီး289ဦးဒဏ်ရာရချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု20ကြိမ်တွင်16ဦးသေပြီး32ဦးဒဏ်ရာရမကွေးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု 62ကြိမ်အတွင်း35ဦးသေပြီး54ဦးဒဏ်ရာရကချင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု16ကြိမ်အတွင်း56ဦးသေပြီး65ဦးဒဏ်ရာရမန္တလေးမှာလေကြောင်းတိုက်ခိုက်မှု132ကြိမ်အတွင်း100ဦးသေပြီး202ဦးဒဏ်ရာရရှမ်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု25ကြိမ်အတွင်း10ဦးသေပြီး18ဦးဒဏ်ရာရနဲ့ရခိုင်ပြည်မှာလေကြောင်းတိုက်ခိုက်မှု23ကြိမ်အတွင်း25ဦးသေပြီး83ဦးဒဏ်ရာရတယ်လို့သိရပါဗျာ။ ခရင်ပြည်မှာလေကြောင်းတိုက်ခိုက်မှု30ကြိမ်တွင်16ဦးသေပြီး55ဦးဒဏ်ရာရ။ PR တိုင်းမှာလေကြောင်းတိုက်ခိုက်မှု14ကြိမ်တွင်3ဦးသေပြီး1ဦးဒဏ်ရာရ။ပြင်သာရီတိုင်းမှာလေကြောင်းတိုက်ခိုက်မှု14ကြိမ်တွင်9ဦးသေပြီး10ဦးဒဏ်ရာရနဲ့မွန်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု17ကြိမ်တွင်2ဦးသေပြီး4ဦးဒဏ်ရာရတယ်လို့ဖော်ပြထားပါတယ်။စကိုင်းငလျင်ဘေးတင့်ပြည်သူတွေအတွက်ကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးတွေလှုပ်ဆောင်မှုအတွက်အမျိုးသားညီညွတ်ရေးအစိုးရ ညောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့နဲ့ KIA အဖွဲ့တွေကတစ်ဖက်သက်အပြစ်ရစဲပြီးခုခံစစ်ပွဲဆင်နွှဲမယ်လို့ထုတ်ပြန်ကြေညာထားချိန်မှာ အချမ်းဖတ်စစ်တပ်ကမြန်မာနိုင်ငံအနှံ့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာ လက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာအပါအဝင်မြေပြင်ကနေစစ်ကြောင်းထိုးတာတွေပါပြုလုပ်နေတာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်ရှင်ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့အကျန်းဖတ်ဆေအိုဆူကဧပြီလအတွင်းမှာလူခွင့်ရေးချိုးဖောက်မှု982မှုအထိကျူးလွန်ခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ အကြံဖတ်ဆဲအုပ်စုကဧပြီလအတွင်းမှာလူခွင့်ရေးချိုးဖောက်မှု982မှုအထိကျူးလွန်ထားတယ်လို့မြို့သားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။အဲဒီလူခွင့်ရေးချိုးဖောက်မှု982မှုထဲမှာတရားလက်လွတ်တပ်ဖြတ်ခံရမှုက128မှုကိုယ်ပိုင်ပစ္စည်းတွေဖျက်ဆီးခံရတာက124မှုထိရှိပြီးဒေသအလိုက်လူခွင့်ရေးချိုးဖောက်ခံရမှု အခြေအနေတွေကိုလည်းဝန်ကြီးဌာနကအစည်းအဝေးထုတ်ပြန်ထားပြီးတော့သခိုင်းတိုင်းက 125မူနဲ့အများဆုံးဖြစ်ခဲ့ရပြီးမန္တလေးတိုင်းက66မူမကွေးတိုင်းက85မူရှိရလို့ဖော်ပြထားပါတယ်။ဒါ့အပြင်ဧပြီလအတွင်းလေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးဒေသကစကိုင်းတိုင်းဖြစ်ပြီးတော့80ကျင်းအထိလေကြောင်းတိုက်ခိုက်ခံခဲ့ရတာပါ။လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်စာတင်ကျောင်း18ကျောင်းပြည်သူပိုင်နေအိမ်406လုံးဗုဒ္ဓဘာသာဘာသာရေးအဆောက်အဦ22လုံး ခရစ်ယာန်ဘာသာရေးအဆောက်အဦလေးလုံးနဲ့အစ္စလာမ်ဘာသာရေးအဆောက်အဦတစ်လုံးထိခိုက်ပျက်စီးခဲ့ရပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်သဂိုင်းတိုင်းအတွင်းကကျမ်းမာရေးအဆောက်အဦနှစ်ခုနဲ့ကချင်ပြည်နယ်ကကျမ်းမာရေးအဆောက်အဦတစ်ခုပျက်စီးခဲ့ရပြီးတော့လေကြောင်းတိုက်ခိုက်ခံရမှုတွေမှာမကွေးတိုင်းက138ခုနဲ့အများဆုံးဖြစ်နေရကိုတွေ့ရပြီးမန္တလေးတိုင်းက69နဲ့ချင်းပြည်နယ်က69ခုရှိတာကိုတွေ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးရသူပြည်သူအရေအတွက်က233ဦးထိရှိထားပြီးအဲ့ဒီအထက်မှာအသက်16နှစ်အောက်34ဦးအသက်16နှစ်အထက်133ဦးခွဲခြားမရတဲ့သူက46ဦးဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်လေကြောင်းတိုက်ခိုက်မှုကြောင့်ဒဏ်ရာရသူ448ဦးရှိပြီးအဲ့ဒီထဲမှာအသက်16နှစ်အောက်58ဦးအသက်16နှစ်အထက်58ဦးခွဲခြားမရတဲ့သူက332ဦးဖြစ်တယ်လို့သိရပါတယ်။ဧပြီလအတွင်းမှာအစုလိုက်ပြုံလိုက်တက်ဖြတ်ခံခဲ့ရမှုဖြစ်စဉ် 16ခုအထိရှိထားပြီးအဲ့ဒီဖြစ်စဉ်တွေအတွင်းပြည်သူ125ဦးသေဆုံးခဲ့ရပါတယ်။လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြည်သူတရလုံးဒန်းတူညီမျှမှုရရှိရေးငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးဆိုတဲ့ဥတီချက်များကိုခိုင်ခိုင်မာမာလက်ကင်ဆွဲထားပြီးအကြံဖတ်စေအုပ်စုရဲ့ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မကွေးတိုင်းမှာအကြမ်းဖက်ဆဲအုပ်စုကြောင့်မေလအတွင်းအသက်16နှစ်ယောက်ကလေးငယ်9ဦးအပါအဝင်ပြည်သူ22ဦးသေဆုံးခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။မကွေးတိုင်းမှာအကြမ်းဖက်ဆဲအုပ်စုကြောင့်မေလအတွင်းအသက်16နှစ်ယောက်ကလေးငယ်9ဦးအပါအဝင်ပြည်သူ22ဦးသေဆုံးခဲ့ရတယ်လို့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်း AAPP ရဲ့အစည်းအဝေးအရသိရပါဗျာ။ ိုင်ငံရေးကျင်းသားများကိုညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ကောက်ယူရရှိထားတဲ့အချက်အလက်တွေအရမကွေးတိုင်းမှာမေလ1ရက်ကနေ29ရက်အထိအကြံဖက်စစ်အုပ်စုကြောင့်အမျိုးသမီး6ဦးနဲ့အမျိုးသား15ဦးစုစုပေါင်း22ဦးတည်ဆုံခဲ့ရတာကိုအမီနစ်တကွအတည်ပြုနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်အဆိုပါတည်ဆုံးသူအရေအတွက်ထဲမှာအသက်18နှစ်အောက်ကလေးငယ်9ဦးပါဝင်နေလို့လည်းသိရပါတယ်ရှင်။ဒါပြင်တည်ဆုံးသူ21ဦးထဲမှာ73ဦးကအကြံဖတ်စစ်အုပ်စုရဲ့ ဖမ်းဆီးတပ်ဖြတ်မှုကြောင့်တည်ဆုံးခဲ့ရတာဖြစ်ပြီးတော့လေကြောင်းတိုက်ခိုက်မှုကြောင့်တည်ဆုံးရသူက6ဦးရှိကြောင်းအကြံဖတ်ဆဲအုပ်စုကမတရားအာဏာလုယူမှုဖြစ်စဉ်စတင်ချိန်2021ခုနှစ်ဖေဖော်ဝါရီ1ရက်ကနေ2025ခုနှစ်မေလ29ရက်ထိအကြံဖတ်ဆဲအုပ်စုနဲ့လက်ပါစေတွေကြောင့်ပြည်သူ6864ဦးအထိတည်ဆုံးခဲ့ရတယ်လို့ AAPP ကဖော်ပြထားပါတယ်ရှင်ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းချင်းချုပ်ကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်